်မင်္ဂလာပါရှင်နိုဝင်ဘာလ19ရက်ဗုဒ္ဓဘူးနေ့ရရန်ကုန်တွင်တင်ဆက်ပေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့အလုံမျိုးနယ်တွင်တက္ကသိုလ်ကောလိပ်နှင့်ဒီဂရီကောလိပ်ကျောင်းသားကျောင်းသူများကြိုတင်ဆန္ဒမဲ့ပေးတဲ့တင်ဖြစ်ပါတယ်အလုံးမျိုးနယ်တွင်တက္ကသိုလ်ကောလိပ်နှင့်ဒီဂရီကောလိပ်ကျောင်းသားကျောင်းသူများကြိုတင်မဲ့ပေးခြင်းကိုနိုဝင်ဘာ18ရက်နေ့နက်9:00နာရီကအလုံခမ်းမှာကျင်းပကြောင်းသိရပါတယ်။အခမ်းအနားတွင အလုံမျိုးနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲကိုကိုကအမှားစကားပြောကြားပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌဦးမြလိုင်ကရွေးကောက်ပွဲကြိုတင်မဲ့ပေးခြင်းနဲ့ဆံရယာမြေများကိုရှင်းလင်းဆွေးနွေးပါတယ်ဆက်လက်၍ကျောင်းသားကျောင်းသူများကကြိုတင်မဲ့ပေးကြပါတယ်အဲဒီနောက်ကျောင်းသားကျောင်းသူများအားကြိုတင်ဆနာမဲ့ပေးပြီးကျောင်းထောက်ခံချက်ပေးရကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုရွှေလုံသားကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့လိုင်သားရအရှိပိုင်းမြို့နယ်တွင်အမျိုးသမီးများဆိုင်ရာအသိပညာပေးဟောပြောတဲ့တဲ့ရင်ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှိပိုင်းမြို့နယ်တွင်အမျိုးသမီးများတွေ့ကြုံရသောအန္တရာယ်များတာစီကာကွယ်ရေးနှင့်အသိပညာပေးဟောပြောဝဲကူနိုဝင်ဘာ18ရက်ညနေ3နာရီကအမတ်တရက်ကွယ်ဘူချုံလန်းနှင့်မြို့ပတ်လန်းရွှေစီဒီဓမာယုံနှင့်ပြုလုပ်ကြောင်းသိရပါသည်။ဟောပြောဝဲတွင်မြို့နယ်ရဲတပ်ဖွဲ့မှအောင်သိကအသိပညာပေးဟောပြောပါသည်။အဲဒီနောက်မြို့နယ်အမျိုးသမီးအရာအဖွဲ့ဥက္ကဋ္ဌဒေါ်သူစာသိန်းကဟောပြောသူများအားကွန်ပျူတာလက်ဆောင်များပေးအကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့ခင်ဝင်းမှုကပေးပို့လာတာပါ။ ထပ်မံတင်ဆက်ပေးမှာကတော့ခရမ်းမြို့နယ်တွင်ကျေးလက်လက်များကွင်းစင်ကြည့်ရှုစစ်ဆေးရတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်ခရမ်းမြို့နယ်ကျေးလက်လန်ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့2025-2026ဘဏ္ဍာနှစ်တိုင်းဒေသကြီးရန်မုံငွေဖြင့်ဆောင်ရွက်တဲ့လုပ်ငန်းများရဲ့စာအုပ်နေမှုအခြေအနေများကိုနိုဝင်ဘာ18ရက်နေ့နက်ပိုင်းကကျေးလက်လန်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးချုပ်မှအင်ဂျင်နီယာချုပ်တီဆောက်ရီရန်ကုန်တိုင်းဒေသကြီးတာဝန်ခံသည့်ဒုတိယညွှန်ကြားရေးမှူးမြို့ပြရန်ကုန်တိုင်းဒေသကြီးလက်ထောက်ညွှန်ကြားရေးမှူးမြို့ပြ ်ဦးစည်ရရှိမျိုးပြအရေးသွေးစစ်စေးဖွဲ့လို့နဲ့အတူပင်စင်ကြည့်ရှုစစ်စေးကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့နှင်းနှင်းကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့မော်ဘီမျိုးအမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းတွင်တဘာဝဘေးအန်ရဲ့ကျွတင်ကာကွယ်ရေးအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးမော်ဘီမျိုးနဲ့အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းရွှေရတုခမ်းမာတွင်တဘာဝဘေးအန်ရဲ့ကျွတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုနိုဝင်ဘာ၈ရက်မော်လဲတနအိကပြုလုပ်ကြောင်းသိရှိရပါတယ်ဟောပြောပွဲတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြည်လဲနေရခြားထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုရုံးမှဒုတိယညွှန်ကြားရေးမှူးဒေါက်တာတန်တန်ဝင်းရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှုဒေါ်နေကြီးဖြိုးဝီမှုပစ္စည်းထိန်ငါဒုရွှေကြီးဝင်းလေအကြည်ရန်စီဒေါ်ညင်ဤဆိုလူကတဘာဝဘေးအန္တရာယ်အကြောင်းအသိပညာပေးရှင်းလင်းပြောကြားပြီးတာဝန်ခံဆရာမတူကကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့ဝင်းစော်ကပြပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့အလုံမြို့နယ်တစ်တောရက်ွက်တွင်ဘန်ကင်းစီမံချက်ဆောင်ရွက်တဲ့တည်ရင်ဖြစ်ပါတယ်။အလုံမြို့နယ်လူဝင်မှုကြီးကြေးရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမြို့နယ်ဦးစီးမှုရုံးမှဦးစီးမှုဦးဝင်နိုင်တဲ့ဝန်ထမ်းများကဘန်ကင်းစီမံချက်ဖြင့်အိမ်အောင်စုလူဦးရေစီးရင်နှင့်နိုင်ငံသားစစ်စီကပ်ပြားများကိုနိုဝင်ဘာ16ရက်နေ့နက်ပိုင်းကတစ်တောရက်ွက်စီပင်ကွတနာဝင်းတွင်တွင်ကွင်းဆင်းဆောင်ပေးကြောင်းသိရပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာတွင်အိမ်အောင်စုလူဦးရေစင်းနှင့်နိုင်ငံသားစီစီကပြမရှိသူကြားခွနဦးနှင့်မဆနဦးစုစုပေါင်း19ဦးတို့အားဆောင်ရွက်ပေးကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုရွှေလုံသားကပေးပို့လာတာပါ